ကောင်းတာလေးစပြောလွယ်ချက်လေးကိုပြောပြောပြီးပြီဆိုရင်ဒီတိုင်းတန်းလန်းကြီးပြတ်မထားခဲ့နဲ့အောက်ကပြန်ပြီးတော့ဒါလေးပြင်လိုက်ရင်တော့ဘယ်လိုအကျိုးကျေးဇူးဖြစ်သွားမလဲဆိုတာပြန်ပြီးတော့ပံ့ပိုးပေးဖို့လိုတယ်တချို့ကဝေဖန်လိုက်တယ်ဝေဖန်တာမဝေဖန်တဲ့တဲ့ခါကဲရတာနဲ့တူတယ်ဩစားစားချင်းတော့သူကလေ့ကျင့်တာပြတ်တယ်ပြောပြီးခင်ဗျဒါတော့ကောင်းတယ်ဗျာဒါတော့မကောင်းဘူးဆိုတော့သူဒါမင်းသဘောနဲ့ပြောတာလားဒီလိုမျိုးဖြစ်သွားဟုတ်တယ်လားကောင်းတယ်မကောင်းဘူးဆိုတော့မင်းသဘောနဲ့ပြောတာလားငါလည်းငါလုပ်ချင်အောင်ပါလေ ီလိုမျိုးဖြစ်သွားမှာပေါ့အဲ့ဒါတော့နောက်ကပါလိမ့်မယ်ပဲရအဲ့ဒါလေးကိုပြင်လိုက်ရင်တော့ဟောလီလိုအကျိုးကျေးဇူးတွေများသွားကြရရှိတယ်ဒါကြောင့်ဒါလေးကြီးသေးခြင်းနဲ့ဆိုတဲ့ဟာလေးပြန်ပြီးတော့အကောင်းလေးနဲ့ပြန်ပိတ် positive negative positive အပေါင်းအနှုံးအပေါင်းဒီတိုင်းသွားမယ်ဝေဖန်နေဆိုတာအပေါင်းနဲ့စအကောင်းနဲ့စလိုက်ပြီးရင် तू ပြင်ရမယ် negative sex तू ပြင်ရမယ်အပိုင်းလေးပြုပြင်စေခြင်းတဲ့အပိုင်းလေးကိုထုတ်ပြရှင်းရှင်းလင်းလင်းပြော မင်းကကွာနေတာထိုင်တာမဟုတ်ပါဘလို့နေတာထိုင်တာမဟုတ်တာအနေထိုင်ပတ်ဆက်တိုင်လားအစားအသောက်ပတ်ဆက်လို့လားအေးနေကြီးလို့လားဟုတ်လားတန်တန်ရှင်းရင်မနေလို့လားဒါတာဒီကြပြောမင်းကွာနေနေတဲ့ထိုင်တဲ့နေရာမှာတန်တန်ရှင်းရှင်းလေးလေးတိုင်းရင်တော့ကောင်းပါပဲဒီလိုပြောရင်ဘူးတေချာတယ်ပြင်တဲ့သူကပြင်လို့မလွယ်ဘူးလားလွယ်တာပေါ့မင်းဟာမဟုတ်သေးပါဘူးကွာသဘောဆိုးတော့မဟုတ်သေးပါမဟုတ်တာဟုတ်လားနော်တပည့်ကပြောရင်တော့သဘောပေါက်လားမဟုတ်သေးပါဘူးသူကဲရတာပဲဝေဖန်တာတော့ဘယ်လိုလုပ်အောင် ဘယ်အပိုင်းလေးတော့ပြင်သေးခြင်းတဲ့သူတွေဟာကိုပြင်ကောင်းပါဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းထောက်ပြဖို့လိုတယ်အဲ့ဒါကိုဝေဖန်တယ်ပြ Analysis လုပ်ပြ